င်သစ်သမ္မတအီမနီယယ်မက်ခရွန်ကနိုင်ငံတော်တံပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်နဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းခံရတဲ့နိုင်ငံရေးကျင်းသားတွေအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့စာရေးသားတောင်းဆိုခဲ့ပါတယ်။ဒါအပြင်စစ်တပ်ရဲ့မတရားဖမ်းဆီးမှုခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေယိုယွင်းလာမှုတင့်လျော်တဲ့ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့အခက်အခဲကြုံနေရတာကိုတားဖြစ်သူကိုထိန်လင်းကပြောပြလို့သိရတဲ့အတွက် အလွန်စိုးရိမ်မိတယ်လို့ပြင်သစ်သမ္မတကစာထဲမှာရေးထားပါတယ်။ဒီစာကအခုနှစ်ပိုင်းအတွင်းမှာကမ္ဘာထိပ်တန်းကောင်းဆောင်တဦးကဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့ပြန်လွတ်မြောက်ရေးအတွက်အလေးထားတောင်းဆိုတဲ့စာဖြစ်ပါတယ်။ပြင်သစ်နိုင်ငံရဲ့တနာဂယုနာတရားအားပေးမှုနဲ့မိတ်ဆွေကောင်းပိသားချင်းတို့အတွက်လှိုက်လိုက်လဲလဲခံစားရကြောင်းဒါဟာအမှန်တရားငြိမ်းချမ်းရေးနဲ့လွတ်မြောက်ရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကမ္ဘာတဝန်းကလူတွေကိုအသိပေးလိုက်တဲ့ကောင်းဆောင်မှုတစ်ရက်ဖြစ်ကြောင်း ကိုထိန်လင်းကပြောထားပါဗါးအသက်ကြီးလာပြီဖြစ်တဲ့သူ့မမေဟာအချုပ်နှောင်ထဲမှာကျမ်းမာရေးမကောင်းတော့ကြောင်းသူ့မမေဟာနိုင်ငံ့လွတ်လပ်ရေးအတွက်သူ့ဘဝအသက်တာတလျှောက်စူးစမ်းဆောင်ရွက်ခဲ့သူဖြစ်ကြောင်းနဲ့သူ့မမေလွတ်မြောက်ခြင်းဟာလူအခွင့်အရေးနဲ့လူကုန်သိက္ခာအတွက်သာမကမြန်မာပြည်ရဲ့လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ကြောင်းကိုထိန်လင်းကရေးသားထားတာဖြစ်ပါတယ်။ပြင်သစ်သမ္မတရဲ့စာရဲမှာ2020နိုဝင်ဘာ10ရက်ရွေးကောက်ပွဲဟာလွတ်လပ်ခဲ့တယ်လို့ ပြင်သစ်အပါဝင်နိုင်ငံတကာကအသိမှတ်ပြုကြိုးဆိုခဲ့ကြောင်းဒါပေမဲ့စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်သွေးထွက်တန်ယူဖြစ်စေတဲ့တုံ့ပြန်မှုတွေကြောင်းနိုင်ငံနဲ့ပြည်သူတွေအတွက်စိတ်မကောင်းဖွယ်ကာလရှည်အကျက်တဲအတွင်းကြာရောက်ခဲ့ကြောင်းပြောထားတာဖြစ်ပါတယ်ဒီအခြေအနေကအိန္ဒိချင်းနိုင်ငံတွေအပေါ်သက်ရောက်သလိုပြင်သစ်နိုင်ငံနဲ့ဆက်ဆံရေးကိုလည်းကမောက်ကမောက်ဖြစ်စေခဲ့တယ်လို့ဖော်ပြထားတာပါဒေါအောင်ဆန်းစုကြည်နဲ့ပြည်သူတွေလူလားတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်မျှော်မှန်းချက်တွေတရားဥပဒေစိုးမိုးမှုမြန်မာပြည်သက်နှစ်နိုင်ငံကြား နိုင်ငံရေးစီးပွားရေးရင်ကျေးမှုအရာဆက်ဆံရေးတွေကောင်းမွန်ဖို့အပြည့်အဝထောက်ခံအားပေးတယ်လို့ရေးသားထားပါတယ်။မြန်မာပြည်သူတွေအသက်အန္တရာယ်နဲ့ကြုံတွေ့နေရချိန်မှာပြည်သူတွေနဲ့ရှင်တွဲရက်တည်တယ်လို့အကြမ်းဖက်မှုတွေရော့ပါဖို့တရားဝင်နိုင်ငံရေးကောင်းဆောင်တွေရေးဆွဲထားတဲ့ငြိမ်းချမ်းရေးလမ်းကြောင်းကိုထောက်ခံအားပေးဖို့ဆန္ဒရှိတယ်လို့လည်းစာထဲမှာဖော်ပြထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကြမ်းကြမ်းမှမှပြန်လွတ်မြောက်ပြီးမိသားစုနဲ့ပြန်တွေ့ဆုံနိုင်မယ်လို့မျှော်လင့်ထားတယ်လို့လည်းရေးသားထားတာပါ။နောက်ဆုံးမှာ မြန်မာပြည်သူတွေအားလုံးချမ်းသာသလိုနိုင်ငံကိုငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်လာဖို့အခွင့်အလမ်းရရှိစေရေးပံ့ပိုးဖို့လဲအသင့်ပြင်ထားတဲ့အကြောင်းပြင်သစ်သမ္မတမက်ခရွန်ကစာရေးသားထားတာဖြစ်ပါရဲ့ရှင်။